ထိုညတွင်လင်းထက်သည်သူ၏အတ္တဖန်တီချွာသောအရှင်းနှစ်ကုသချင်းအင်းရဲ့စွမ်းသားကိုစံတရံဆုံးဖြတ်ခဲ့သည်လင်းထက်ကခွေးရဲ့ဒဏ်ရာပေါ်တွင်အင်းပြကိုညင်းသားစွာချထားပိုက်ပြီးနိုးထဆန်းဟုအော်လိုက်လေသည်ထိုအခါအင်းစီမှတောက်ပသောအစိမ်းရောင်စွမ်းအံများထပ်ပေါ်လာခဲ့သည်ထိုစွမ်းအံများသည်တညတစ်ချောင်းပြန့်နှံ့သွားပြီးခွေးရဲ့ခန္ဓာကိုယ်တော်သို့ညှို့ညုပ်သွားသည်ဒမင်းရည်မှာပဲခွေးရတန်ရများမှာတခေတ်ထည့်ကောင်းလာကြီးကောင်းစွာလဲလန့်ဆောင်လာနိုင်တယ်ခွေးကတက်တာလာယုံတော့မကား အရင်ကသပိုပြီးတမ်းမာလာဒီကိုတွေ့လိုက်ရသည်လင်းထက်သည်သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုစတင်ရန်အာရုံစိုက်လာခဲ့တယ်။အောက်တိုင်းအစ်တအသွင်မှမြေခွက်ကိုဖိုမိုကောင်းမွန်စေရန်အတွက်အစင်တိကုတချန်အင်းဆက်ကတ်ကိုညအပေါင်းများစွာရေးဆွဲခဲ့တယ်။မီတာလင်းစေကျဲသောမြိုင်မော်ဒွန်းကုတချန်အင်းများကိုအသုံးပြုလိုက်ပြီးမင်းဩဇာကောင်းမွန်သောမြေများအဖြစ်ပြောင်းလဲလိုက်တယ်။မြေကိုအဖြစ်အဝပြုပြင်ပြီးနောက်ဟင်းတိဟင်းရနဲ့တတိမျိုးစေများကိုစိုက်ပျိုးခဲ့တယ်။အလွန်ကောင်းမွန်သောမြေစည်းလွာရဲ့စွမ်းအားများကြောင့် ယတရပများအတွင်အပင်များပြီးအငင်းများစွာကြီးထွားတမလာသည်တဘာဝဆွမ်းရည်များကြွယ်ဝသောဟင်းဖီးဟင်းရများကိုရရှိလာခဲ့သည်တရက်သီးညောင်းချင်းမှရရှိသောငွေဖြင့်လင်းထက်သည်လူသွားလှူလာများသောလမ်းပေါ်ရှိဆိုင်ငန်းငယ်တစ်ခုကိုငှားယူခဲ့သည်သူတယောက်တည်းအကောင်မလုနိုင်တော့တဲ့အထွတ်ရွာသားညံ့ယောက်ကိုလည်းဆိုင်ဝန်သားများအဖြစ်ငှားခဲ့သည်